ပဲဘကိုးတိုင်းအုပ်တွင်းမြို့နယ်မှာစိုက်ကဲချင်းတိုက်မိမလို့ဖြစ်ရာကနေရန်ဖြစ်ခဲ့တဲ့အမှုကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူလိုက်တယ်လို့သိရပါဗျ။ဖြစ်စဉ်မှာပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ကဖြစ်ပွားခဲ့တာလို့သိရပြီ။ပဲခူးတိုင်းအုပ်တွင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အခွဲကရုံးအကူပူပူထွန်းဆိုသူဟာဈေးရက်ကွက်မှာရှိတဲ့ရုံးကနေစိုက်ကဲနဲ့အိမ်ပြန်လာချိန်အမျိုးသားတဦးစီးလာတဲ့စိုက်ကဲနဲ့တိုက်မိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါဗျ။တစ်ဖက်ကစိုက်ကဲမောင်းလာသူအမျိုးသားက ရွေးကောက်ပွဲကော်မရှင်ယုံအကူကိုလက်သီးနဲ့ထိုးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်ယုံအကူဖြစ်သူကို နာကျင်တန်ရာရရှိခဲ့တဲ့အတော့တာဝန်ဝတရားတွေထမ်းဆောင်နိုင်ခြင်းမရှိအောင်နာကျင်အောင်ပြုလုပ်ခဲ့သူကိုအုတ်တွင်းမြို့မှရဲစခန်းမှာရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုံမှား24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ14ရက်နေ့ကလည်းဘကိုးတိုင်းရွှေကျင်းမြို့နယ်အနောက်ဘက်ခြေရွာမှာ ကျန့်ဖို့ပါတီဟောပြောဖို့လူစုပေးနေတဲ့အမျိုးသမီးတအူဓာခုတ်ခံရတဲ့ဆိုပြီးအမျိုးသားတအူဖမ်းဆီးအရေးယူခံထားရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကလည်းရန်ကုန်တိုင်းအလုံးမျိုးနယ်မှာပြည်သူ့ရှေ့ဆောင်ပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းဥနန္နမျိုးအောင်နေအိမ်မှာရှိနေစဉ်အမျိုးသားတယောက်ကပြီးသုံးလုံးကိုမဲမပေးပါနဲ့လို့အော်ဟစ်ပြောဆိုခဲ့တာကြောင့်ရွေးကောက်ပွဲဥပဒေပုံမှာ24ကာကြီးနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။ဒါအပြင် ARD တိုင်းကံကြီးတောင်မျိုးနယ် ရန်ကုန်တိုင်းကြောက်တန်းမြို့နယ်၊မန္တလေးတိုင်းစင်ကိုင်းမြို့နယ်နဲ့ပြည်ကြီးတကုံမြို့နယ်တို့ကမဲဆွေစီယုံရေးဆိုင်ဖို့ဖြည့်ဆည်းခဲ့သူတွေကိုလည်းရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားပြီးအရေးယူနိုင်ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါဗျ။လက်ရှိမှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြပြအောင်လှုံ့ဆော်မှုကြောင့်ဖမ်းဆီးအရေးယူခံရသူအယောက်100နီးပါးအထိရှိလာနေပြီဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံပြည်ချားရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ ဒါအပြင်2022ခုနှစ်ဖေဖော်ဝါရီကနေ2025အောက်တိုဘာလအထိလူမှုကွန်ရက်တွေပေါ်မှာစစ်ကောင်စီကိုစန့်ကျင်ဝေဖန်ပြီးလူမှုလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရသူ2000နီးပါးရှိတယ်လို့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းကကာကွယ်ရေးဥပဒေဟာအနိုင်ဆုံးပြစ်ဒဏ်ထောင်ဒဏ်၃နှစ်ဖြစ်ပြီးအမြင့်ဆုံးမှာတေဒဏ်ဖြစ်တယ်လို့စစ်ကောင်စီကမတရားသတ်မှတ်ကအရေးယူနေတာလည်းဖြစ်ပါတယ်။